မေမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမင်းသား channel လေးကနေစေဝင်စားပွဲတတိတံဝေကရရွေအောင်အင်းတော်ကြီးဖောက်ပြန်ခြင်းဖြည့်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြောက်ရလို့လာခဲ့ပြန်ပါပြီဒီနေ့တင်ဆက်ပေးမယ်မိခင်ဖြစ်သူကိုရိုက်နှက်ဆဲဆိုကောင်းအမနှစ်ယောက်ကို လင်းစာမလို့ပြောပြီးညက်ဘက်ခြေတော်နေကိုဝင်ကောင်းမတိန်ကျင့်ဖို့ကြံစီခဲ့တဲ့ပထွေးဖြစ်သူကိုအတိတ်တက်ခဲ့တဲ့ အသက်73နှစ်ရွယ်ကောင်လေးတို့မိရတဲ့စေဝင်စားပွဲတတိတံဝေကရပွဲရောအိမ်တော်ကြီးဖောက်ပြန်ခြင်းမှုခင်ပြည့်ရမန်ဇလန်ကောင်လေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးခင်ဗျာသူကစကားပြောလို့ဒေါသတရားတို့ကြည်ဆိုရဝဲဆိုင်တို့ကျွန်တော်နဲ့ဆုံးမိချိန်မှာမောင်ချစ်ဖို့ရဲ့အသက်က15နှစ်တောင်မပြည့်သေးပါအသားဖြူဖြူနဲ့လူကြိုးလေးတယောက်ချင်းချင်းကြောင်တစ်ကြောင်အမြတ်တစိ ငေးငိုင်ငိုင်မှန်မှန်တူတူနေချင်းကြောင်တဲ့ကြောင်ဇာတိသူကျွန်တော်ကသူ့ဘုကိုစိတ်ဝင်စားမိရမှာသူ့အကြောင်းကိုတည်လာခဲ့ရခြင်းဖြစ်တယ်လူကြီးတယောက်ရဲ့ဖျားယောင်သွေးဆောင်မှုကြောင့်လူဖွဲ့စည်းတွင်မှအဆိုးဆုံးအရက်ဆက်ဆုံးနဲ့အယုံမှားဆုံးသောပြစ်မှုကိုသူကျွလွန်မိခဲ့ခြင်းဖြစ်တယ်လို့လူမှုရေးသမားတို့ဖြစ်သောစာရေးသူကကောက်ချက်ချခဲ့ပါတယ်လူကြီးများရဲ့မတိနာမလဲမှုအတက်ကြီးမှုနဲ့မိုက်မဲမှုများကြောင့် ကလေးငယ်ပေါင်းများစွာဒုက္ခရောက်လျက်ရှင်နေကြပါလေအလေးနဲ့ထပ်ပြီးတော့စဉ်စားဆင်ခြင်သင့်ပြီလို့ထင်ပါတယ်ဆိုင်သူဟာမောင်ချစ်ဘိုကို ပြောအောင်ထားခဲ့ပါလေသူ့ဘဝနောက်ကြောင်းကိုမိမိပြောပြောဖြစ်ပြီးသူ့ရဲ့ပတ်ဝန်းကျင်နဲ့အဆင်ပြေပြေနေတတ်သွားအောင်လို့ကြိုးပမ်းခဲ့အောင်အထိုက်လျောက်တော့အောင်မြင်မှုရခဲ့ပါတယ်မောင်ချစ်ဘိုဟာအပြင်လောကကိုပြန်လဲရောက်ရှိသွားတဲ့အခါမှာလေအဆင်ပြေစွာ နေထိုင်သွားခဲ့ပါတယ် အခြေခံပညာရေးအထက်တန်းဆောင်ပွဲကိုခောက်ခွေးစစ်နဲ့အောင်မြင်ပြီးတော့အလုံယုံတစ်ခုမှဝင်ရောက်လုပ်ကိုင်နေခဲ့ပြီးသူ့ရဲ့မိခင်ကလည်းနောက်ထပ်အိမ်တော်မပြုတော့ပါသူဟောင်းသူ့မိသူ့မလက်လင်မယားနဲ့အတူ နေထိုင်ပြီးတော့ဘဝခရီးကိုဆက်ရှောင်နေခဲ့တယ်အခုလောက်ဆိုရင်တော့ကျွန်တော်မိချစ်ဘူးအသက်73နှစ်ပညာရေးချင်းပြည်သမားတန်းအဖေကိုလွန်းမောင် အမိမမမြပြစ်မှု ပုံမ300နှစ်လူတက်မှု73နှစ်သားကလူတက်တယ်ဆိုတော့လူတိုင်းကအံ့ဩကြတယ်ကျွန်တော်ကတရားရုံထုတ်တဲ့နေ့ကလာကြည့်တဲ့သူတွေများလာပါတယ်မြင်ရသူတိုင်းလူလူကကျွန်တော်ကိုကြည့်ပြီးတော့စုတ်တတ်တတ်ဖြစ်နေကြတယ်ဖြစ်မှာဖြစ်ရလေဟဲ့ဒုက္ကတော့ရေရွက်ခါရင်ဘက်စီတီဖြစ်ကြရတယ်တချို့ကတော့ ဟုတ်မှာဟုတ်ရဲ့လားကွာတို့ကဲ့သို့ဆိုပြီးတော့တန်တရာဝင်ကြပြန်နေသူတို့တွေအခုလောက်ဖြစ်မယ်ဆိုရင်လည်းဖြစ်တော့ပါလေလူသက်တရခံဖြစ်တော့ကျွန်တော်ဟာ73နှစ်တောင်မပြည့်သေးပါ73နှစ်ပြည့်ဖို့3လကျော်လိုပါသေးတယ်တို့ပြင်မယ်လေကျွန်တော်လူသက်မိခဲ့ဒီမှာ အမှန်ပဲဖြစ်ပါလေတကယ်တော့ကျွန်တော်လူမသက်ရဲပါတက်လို့စိတ်နဲ့စံနာလည်းမရှိခဲ့ပါလူသက်မယ်လို့ကြိုတင်ကြဆင်းခြင်းလည်းမရှိခဲ့ပါဘူး ို့ပါလျက်နေပင်ကျွန်တော်လူသက်မိခဲ့ပါတယ်ဘယ်သူကိုတတ်တာလဲဘာကြောင့်တတ်တာလဲဘယ်နေရာမှာတတ်တာလဲဘယ်လိုတတ်တာလဲထိုမိခွင်များဟာလူတိုင်းကစိတ်ဝင်စားတဲ့မိခွင်များဖြစ်ပါတယ်မိလဲမိလေးရှိကြပါတယ်ကျွန်တော်မဖြေခြင်းတော့မဖြေခဲ့ပါ အခုတော့ဖြေမှဖြစ်တော့မယ်လို့ထင်နေပြင်ဖြေရပါတော့မယ်ဘယ်သူကိုတတ်တာလဲဒီမိခွင်ကိုလွယ်လွယ်နဲ့ဖြေလို့ရပါတယ်ကျွန်တော်ဟာ ကျွန်တော်ရဲ့ပထဝီကိုထိန်လင်းကိုတတ်ခဲ့ခြင်းဖြစ်ပါတယ်။ဘာကြောင့်တတ်တာလဲ။ဘယ်နေရာမှာတတ်တာလဲ။ဘယ်လိုတတ်တာလဲ။အဲ့ဒီမေးခွန်းများကြတော့လွယ်လွယ်ဖြေလို့မရပါဘူး။ကျွန်တော်အနေနဲ့အကြောင်းရှိလို့တတ်ခဲ့ခြင်းဖြစ်အောင်ထိုးကြောင်းများကို ရှင်းအောင်ပြောပြမှာဖြစ်ပါလိမ့်မယ်။ကျွန်တော်ရဲ့အဖေအရင်ကိုလွန်းမောင်မောင်စစ်သားလူထွက်ဆက်ပြင်းအစ်စ်နဲ့ကုန်းလန်တေယူပို့ဆောင်ရေးအဖွဲ့မှာအလုပ်လုပ်ပါတယ်။သူရဲ့လာစာဘလောက်ရတာကိုကျွန်တော်မသိပါဘူး။ ကျွန်တော်တည်တည်မောင်းအဖေဟာအလွန်ဖေးရိုက်သူဖြစ်ပါတယ်ဖေးရိုက်တဲ့ဆိုရ၌ပေါ်တိတိရိုက်ခြင်းမဟုတ်ပါသမင်းမေဟင်းမေမိမနဲ့တာသမီများကိုပါမိအောင်ရိုက်သူဖြစ်ပါတယ်အဖေရတဲ့လာသမောင်းအမိသုံးရတယ်မရှိပါ သူ့ရဲ့ဖေးကြွေးများဟာသူ့ရဲ့လေပင်းထိ ရောက်နေပြီလို့အမိကမကြခဏပျော်ပူပါတယ်လာစားထုတ်တဲ့နေ့ဆိုရင် အဖေကပျောက်သွားတတ်ပါတယ်တခါတည်းရန်လင်းကားရကြပြီး တခါတည်းရန်မှာတော့ ၄၅၆ရက်ကြာတတ်ပါတယ်။ပြန်လာရင်လည်းလူရုပ်မပေါ်အောင်စုပ်ပြက်လာပါတယ်။ပြီးတော့ကောင်းကောင်းနေတာမဟုတ်ပါ အမိထမရသမြတောင်းယူပြီးတော့ပြန်ထွက်သွားတတ်ပါတယ်။လောကမှာဖေသမမိမဖြစ်ရခြင်းမလေးကံစိုးမှုမောင်ကြခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ထို့ကဲ့သို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်ရဲ့မိဟောင်းအဖေရဲ့လာစားကိုမစားသဖြင့်သူ့ဘာသာသူအဝေးဟောင်းရောက်တဲ့အလုပ်ကိုလှုပ်ရှားရပါတယ်။တာဂီရာမျိုးရဲ့ရက်ွက်စီမောင်း ဆိုင်ကလေးဖွင့်ထားပါတယ်အဖေနဲ့မေဟောင်းဖဲကိစ္စကြောင့်လုံးဝအဆင်မပြေပါအမြဲတမ်းတကြီးကြီးတကြက်ကြက်ဖြစ်ကြလွန်းသဖြင့်အိရှိဘူးအိနောက်မချမ်းသာဖြစ်ပြီးကျွန်တော်တို့မောင်နှမသုံးယောက်စိတ်ဆင်းရဲလာပါတယ်ကျွန်တော်တို့မောင်နှမသုံးယောက်မှာကျွန်တော်ဟာငယ်ဆုံးဖြစ်လို့အမအကြီးဆုံးဝင်းဝင်းမြကအသက်16နှစ်အမလက်တင်းတင်းလာက16နှစ်ဖြစ်ပါတယ်ကျွန်တော်ရဲ့အဖေလောက်ကိုင်းနေပုံမှာမခန့်ချင်းစရာကောင်းလာပါတယ် ဖေဝိုင်းနောက်တကောက်ကောက်လိုင်းနေချင်းဖြစ်လို့အမိဘကတိမခန္ဒန်လောက်အောင်ဖြစ်ပြီးတည့်ရမောင်လင်မယာချင်းအကြီးကျယ်ရင်ဖြစ်ပြီးတော့ကြွေကြပါလေအဖေကဘယ်မှာသွားနေတာကိုကျွန်တော်တို့အတိအကျမသိပါတောင်ဟုတ်ကလာပေါ့မှာရှိတဲ့သူငယ်ချင်းတယောက်ထံမှကက်နေတယ်လို့လို့ကြားရပါတယ်။နောက်အိမ်တော်လည်းမပြူဘူးလို့သိရတယ်။ဖေးရိုက်ကတော့လျှော့လိုက်မယ်မထင်ပါဘူး။အဖေဟာအရင်မတော့တဲ့တော့လေဖေးကြောင့်ဒုက္ခရောက်နေတဲ့ဖေးဒုက္ခတဲ့တူလို့ဆိုရလိမ့်မယ်ထင်ပါတယ်။ အဖေအိမ်မှာဆင်းသွားပြီးတဲ့နောက်6လကျော်9လနီးပါးခန့်အကြမ်းပေါင်းအမေဟောနောက်အိမ်အောင်ပြုခဲ့တယ်။ဘယ်နေရာမှာဘယ်လိုဆုံးမိပြီးညလာကြတာကိုမသိပါဘူး။အိမ်မော်ရောက်လာတော့မှမင်းမေလင်းလို့ကျွန်တော်တို့သိခဲ့ရခြင်းဖြစ်တယ်။ကျွန်တော်တို့ရဲ့ပထဝီကိုထိန်လင်းဟောတလသင်းမောခြင်းမှာအလုပ်လုပ်ပြီးလူပြိုကြီးလိုလိုမိုးဆိုးဘိုးလိုလိုတခုလက်လိုလိုနဲ့မရေမရာရှိလွင်းလာတဲ့လူဖြစ်ပါတယ်။မိတော်ဘေးဖြစ်စေရုပ်ရည်တနာကမရှိတော်မိဟောလင်ကံမကောင်းပါဘူး။ အဖေနဲ့နေရာတုန်းကအဖေကဖဲသမားမှုအမြဲစိတ်ဆင်းရဲခဲ့ရတယ်။အခုရလာတဲ့လင်းကိုထင်းလင်းကြပြန်တော့လေအရဲသမားမှုတမျိုးစိတ်ဆင်းရဲရပြန်နေ။ညကစားတုန်းကတော့မခုတ်တတဲ့ကြောင်းတစ်ဖွင်ညင်ညင်ဝဲဝဲပြည်ပြပြနေထိုင်ခဲ့တဲ့ကိုထင်းလင်းဟာသုံးလလခန့်ကြာမှစတိရုပ်ပေါ်လာခဲ့တယ်။ညနေသူ့အလုံးမှပြန်လာရင်ကျွန်တော်တို့ပထွေးမူလာခဲ့ပြီ။ပထွေးရဲ့ညင်မောင်အရင်မူလာရင်အေးအေးမနေတတ်ပါဘူး။ နေရနိုင်ရလူကိုရန်စပြီးရန်ဖြစ်ခြင်းနေအမေနဲ့ပထွေးရန်ဖြစ်ပြီးဆိုရင် ပထွေးဟောအမေကိုဆေးလားဆိုလားရိတ်လားပုံလားလုပ်လို့ရှိတယ်ပထွေးကြောင့်ကျွန်တော်တို့မန္တမသုံးယောက်ဟာအင်းရှိဘူးအင်းတော်မချမ်းသာဖြစ်မျိုးနဲ့ကြုံရပြန်ပါပြီဒီကြားထဲမှာပဲအင်းတော်တက်လေးတော်လေးရလာတဲ့ခါမှာပထွေးဟောပထွေးပြီပြီပထွေးညင်ပထွေးကျင်မြပြလာခဲ့တယ်လူမလေးလိုက်နဲ့လစ်တာနဲ့တပြိုင်တည်း ကျွန်တော်ရဲ့အမကြီးဆုံးဝန်ဝင်းမြကိုကြီးတဲ့တဲ့လှုပ်လာခဲ့တယ်။အမလက်ကြတော့ထိပ်ဖို့ကောင်းဖို့လုပ်ပြီးယင်းနည်းအောင်ပြုလုပ်လာခဲ့တယ်။ကျွန်တော်ရဲ့အမဝန်ဝင်းမြဟာအလွင်လိမ္မာပန်းတဲ့သူဖြစ်ရာအမေကို ဖွင့်ဟပြောပြတယ်။အမေရဲ့အမရင်ကြီးကျော်ဒေါ်လာကိုလည်းအကြောင်းဆုံးပြောပြတယ်။ကြီးဒေါ်လာကလည်းကြာကြာမဆိုင်ပါပြည်တွင်းရေချောင်းတည်ယူပို့ဆောင်ရေးမှတင်မောသားလုပ်နေတဲ့တူအောင်ကျရဲ့တူဝန်ကွင်းကုလာဦးဆိုသူနဲ့ အမြန်ဆုံးနေရာချထားပေးလိုက်တယ်။အမကိုနေရာချထားရန်စီစဉ်ကြတဲ့ခါမှာဘထွေးကမူးမူးယူးယူးနဲ့သူ့သဘောမတူဘူးလို့ဆိုလာပါသေးတယ်။ကျွန်တော်ရဲ့ကြီးရောကဟဲ့အကောင်နင်းနဲ့ဘာမှမဆိုင်ဘူး။တကိစ္စမှာနင်းပါစရာဘာမှမလိုဘူး။တုတ်ကဲ့သို့တင်းတင်းမာမာပြောကမှငြင်းကြသွားခဲ့တယ်။ဘထွေးဟောမဟုတ်မခံတတ်သောစစက်ကြီးတမောကြီးကျော်လှကိုတော့လန့်နေလက်ထပ်ပြီးရင်ပြီးကျမှာပဲကြီးကျော်လှစီစဉ်ထားတဲ့အချိန် ျွန်တော်ရဲ့အမကြီးဟာကိုလောင်ဦးနေထိုင်ရာတလမြို့ကိုလိုက်ပါသွားခဲ့တယ်။ကိုလောင်ဦးမှာတလမှာသူ့ရဲ့မိဘများနဲ့အတူတူနေသူဖြစ်ပါတယ်။အမကြီးပို့တော့လောင်ကျန်အတွင်းမှာလွံ့မြောက်သွားတဲ့ငငယ်ပမောင်ရှေ့ရှာပေးလိမ့်မယ်။ကိုစိနေပေါင်းမလွတ်မလပ်နဲ့ဒုက္ခရောက်ပြီးတော့ကြံခဲ့ရတဲ့သူများကတော့ကျွန်တော်နဲ့ကျွန်တော်ရဲ့အမလက်တင်းတင်းလာပဲဖြစ်ပါတယ်။တလင်မကောင်းလို့တလင်ပြောင်းခဲ့တော့အမေရဲ့ဘဝဟာအကောင်ဖြစ်မလာပါ။ကျွန်တော်ရဲ့ဖေးသမားနဲ့တုန်းကလို့ တပ်ပပူတစူးစူးနဲ့ပဲဖြစ်လို့နေပါတယ်အဖေတုန်းကတော့အဖေကရှိတ်လာပုလာလုတ်ခဲပါတယ်သူတောင်းတဲ့ငွေမရရင် ခုနှစ်ရာရှင်ကြောင့်អော်ပြီးတော့စနေတက်တော့လင်းထိုးကြိတ်ရိုက်နေချင်တာမပြူပါပထွေးနဲ့ကြတော့ဆယ်လေးဆယ်ရိုက်လေးရိုက်တဲ့ဖြင့်အနေခက်လာပါတယ်ရမ်းမဖြစ်တော့ညလိုလေတညမှမရှိခဲ့ပါညစဉ်ညတိုင်းဆဲကြဆိုးကြရိုက်ကြနှက်ကြလုံးထွေးတက်ဖို့ကြနဲ့ရင်တမမနေကြရပါတယ် ျွန်တော်တို့မောင်နှမဖို့လေစိတ်လက်စင်းရင်ရှက်လက်ရှက်ဖြစ်နေရသဖြင့်ဒါရပျော်ရွှင်မှုဆိုလို့လုံးဝမရှိတော့ပါကျွန်တော်တို့အိမ်မှာအိတ်ခန်းနှခန်းရှိပြီးတခန်းပေါင်းအမေနဲ့ပထွေးကအိတ်ပြီးတော့ကျန်တဲ့တခန်းမှာတော့ကျွန်တော်တို့မောင်နှမနှစ်ယောက်အိတ်ကြတယ်ကျွန်တော်တို့မောင်နှမဟာခြေနှောင်ကိုစီးနဲ့တယောက်တည်းနေရာစီခွဲပြီးတော့အိတ်ကြခြင်းဖြစ်ပါတယ်ဒါကြောင့်မှာတော့ပထွေးဟာအမတ်လက်တင်းတင်းလာရဲ့ခြေနှောင်လေးကိုဝင်လာတဲ့ဖြင့်အမတ်လက်ကအလန့်တကြားထပ်ပြီးတော့អော်တယ် ပထမအောင်ပထမတော့အမလရဲ့ပါဇက်ကိုလက်တစ်ဖက်နဲ့ပိတ်ရန်ကြိုးစားတော့လေအမလက်က အတင်းရုပ်ကန်နေသဖြင့်ထွက်ပြေးပါတယ်အမေကမေးတော့တေးထားပေါ့ပြီးအခမ်းမဝင်မိတာပါလို့ပထွေးကစင်ကျင်ပေးတယ်ဒီကိစ္စမှာတော့အမေကပြတ်သားတယ်ပထွေးကိုအပြင်းထန်ပုတ်ခတ်ဆဲဆိုပြီးပြောရမှာနှစ်ယောက်တောင်းအကြီးကျယ်ရန်ဖြစ်ကရိုက်ကြနှစ်ကြောင့်တက်ကြပုတ်ကြတယ်ဒီဒီချိန်မှာအမေကပြန်ပြီးတော့တန်နေသဖြင့်ဘလောက်ပထွေးဖြစ်ခါ တိန်လုံးဝုန်တိုင်းကျဲနေပြီအင်ဂျင်နာကျဲတချို့ရောက်လာပြီးပြန်ပြေးချင်းထိရံပွဲကမပြေးသေးပါခွေးလောက်မှသစ္စာမရှိတဲ့ကောင်နင်းလိုလူရုံမမျိုးနဲ့ငါမပေါင်းနိုင်ဘူးနင်ခုချက်ချင်းငါအိမ်ဘောကစဉ်းစားထုတ်ခဲ့တော့အမေကအော်တယ်ဟာဘာဖြစ်လို့စဉ်းရမှာလုံးကမစဉ်းဘူးကွာပထွေးကပြန်ပြီးတော့အော်ပြန်နေရံဖြစ်စဉ်ကပထွေးကဘာနဲ့ရိုက်လိုက်တယ်မသိအမေခေါင်းပေါက်တော့တဲ့ဖြင့်တွေးတယ်စီကြနေပါလေ စေယုံတော့ဘဝိုင်းပြီးတော့ပြောကြတော့လေအမေကနားမထောင်ပါတချို့ကဝိုင်းပြီးတော့စေထည့်ပေးကြပါလေကျွန်တော်တို့နဲ့ယင်းနေနေတော့အင်ဂျင်နာချင်းကိုအောင်တင်ဆိုသူကအเจ้าဆောင်တိသွားတဲ့ခါမှာမကမရနိုင်ဖြစ်ပြီးတော့ဝင်ပြောပါလေပါလေဗျခမရဟာကမပေါင်းနိုင်လို့ကြွားပေးပါပြောတယ်လည်းမရဘူးအိမ်မော်ကစင်းဆိုတော့လည်းမစင်းဘူးလေပြန်တော့လည်းကောင်းကောင်းမနေဘူးမူမူယူနဲ့ရိုက်လာနှက်လာလဲလောက်သေးတယ် မဟုတ်တယုတ်ကလည်းကြံသေးတယ်လူတော့กว่าပထွေးကမခံမရနိုင်ဖြစ်လာတယ်။ဟောမဟဲ့အောင်တင်မင်းနဲ့ဘာဆိုင်တော့ဝင်ပြောနေရတာတော့ကဟမ်ငါပိုက်ဆံနဲ့ငါရက်တော့ပြီငါမရငါရတာဘာဖြစ်လဲကွာငေါ့အိမ်နဲ့ငါကြံကြင်တာကြံမယ်လောက်ချင်တာလောက်ပဲရီးဖြစ်လာကွာခွေးမာတာဟောမဟဲ့ခွေးတာငါမူထားစမ်းလာစမ်းကွာလာတတိရှင်အောက်ကိုစင်ငယ်စမ်းအောင်တင်ကြောင့်သိရသေးတာပေါ့ကွာမင်းတော်လား ပြပြဆဆူကိုအောင်နေဟောင်းအိမ်မောကဆင်းပြေပြီးတော့တွေ့မှဒါကြီးတချောင်းကိုယူပြီးတော့အင်းရှိကိုရောက်လာခဲ့တယ်။ပဇက်မလေးအိုကြီးဟိကျဲဆဲဆိုးကြီးမောင်ပြီးပထွေးကိုစင်ခေါ်နေပါတယ်။ပထွေးကလည်းအောက်ကိုဆင်းမဲ့လို့တကယ်ကလုံနေတဲ့ဖြင့်ဘေးလူများကဝမ်းပြီးတော့ဆွဲထားကြရတယ်။အတန်းကြတော့ဘယ်သူတွေကဆွဲခေါ်တော့မှမသိလမ်းမပေါ်မှာကိုအောင်ရင်းရဲ့ဆဲဆိုးတဲ့မြောင်ပျောက်ကွယ်သွားခဲ့တယ်။လူကြီးတို့ကပထွေးကိုချော့မပြီးခေါ်တော့တဲ့ဖြင့် ထို့ညကပထွေးအိမ်ပြန်ရောက်မလာပါတိုးတိုးလေးနောက်နေ့မနေ့ကျတော့ပြန်ရောက်လာခဲ့တယ်ပြန်လာမှကိုသိနေတဲ့အမေဟာသူ့ရဲ့ဝယ်စားများကိုအိမ်မြမချပေးထားပြီးတော့တကားကိုအတွင်းကနေတော့ပေးထားတယ်ပထမတော့ပထွေးဟာရုံရုံမှမဆဲပြီးတုံချန်နေသေးတော့လေခဏကျတော့သူ့ရဲ့ဝှက်ထုတ်ကိုဆွဲယူပြီးထွက်ခွာသွားခဲ့တယ်နေခင်းကျတော့ရဲကွက်လူကြီးနှစ်ယောက်နဲ့အတူပြန်ရောက်လာခဲ့တယ်အမေကကွာချင်းစားလုပ်ပြီးတော့လက်မှတ်ထုတ်ပြီးပြောတယ် ပထွေးကလုံးဝမထုံနိုင်မှုလို့ညှဉ်းဆန်နေပါတယ်။လူကြီးများကဒီဒီချင်းသိခံကြဖို့ဖြောင်းပြကြတော့လဲအမေကလုံးဝလက်မခံတော့ပါ။ပထွေးကပြန်ထွက်သွားပြန်နေ။ဒီဒီချင်းမှာတော့သူဟာချက်ချင်းပြန်မလာပါ။ဆယ်ရက်လောက်ကြာတော့မှပြန်လာခြင်းဖြစ်တယ်။သူနဲ့ရင်ဖြစ်ခဲ့ဘူးတော့လက်သမားစီယာကိုအောင်တင်နဲ့အတူတူပြန်လာကြခြင်းဖြစ်လို့အမေရောကျွန်တော်တို့ပါအံ့ဩမိခဲ့ကြတယ်။ထုံစံတိုင်းပထွေးကတော့မူလာတယ်။ ဝောင်းနေကတော့မမှုပါတော်တော်လေးနည်းနည်းပပတော့တောက်လာဟန်ရှိပါတယ်အဲညမြနင်းကိုကွာရှင်းလက်မထုတ်ပြီမယ်ငါကငွေ900ပေးမလားကွာဟမ်အမေကယုတ်ရည်အဖြေမပေးပါဟာဟာပါလေငါကနင်းမကွာနိုင်ဘူးမလားဟာဟာထင်းလင်းကိုစွဲနေပြီပေါ့လေမရဘူးဟဲ့ဒီတခါတော့မရတော့ဘူး နင်းမကွာခြင်းနဲ့ငါနင်းလိုကောင်မမျိုးကိုလုံးဝမပေါင်းနိုင်တော့ဘူးအမေကတော့ပွားသွားခဲ့တယ်အမေငါလားမကွာခြင်းမှာနင်းလိုကောင်မျိုးကိုငါတသက်လုံးမပေါင်းနိုင်ဘူးဟဲ့သိလားနင်းတောင်းတဲ့ငွေကိုမပြည့်လို့စဉ်းစားနေတာဟဲ့မตายရဲ့အမလေးငွေမပြည့်တာများအခုဘယ်လောက်ရှိသလဲပြောစရှိသလောက်ပေးလိုက်ကျန်တာကိုရက်ချင်းနဲ့ပေးမှုဘူးလားအောင်တယ်ဟာဟာဟာကိုအောင်နေကအမေကိုမျက်စိတစ်ဖက်မိပြပြီး ဟေးလေဟုတ်တာပေါ့မမကြီးမအခုဘယ်လောက်ရှိသလဲဗျရှိသလောက်ပေးလိုက်ပေါ့ဗျာကျွန်တော်ကဘယ်နည်းပဲရလာယူလို့ချိန်လိုက်ပေါ့ဗျမဟုတ်ဘူးလားထုတ်ခဲ့တော့ဝင်ပြောပါလေအမေကသဘောတူတော့လူကြီးတချို့ကိုခေါ်တယ်အများရှိပါပဲငွေ350ကျပ်ပေးလိုက်ပြီး question စာချုပ်ပါလက်မှတ်ရေးထိုးကြပါလေကျန်တဲ့ငွေကိုရက်ချိန်ပေးလိုက်ပါလေပထွေးဟောင်းငွေကိုယူပြီးတော့မူမူယူနဲ့ပြန်သွားတယ်ကိုအောင်င်းကို ဇွေတင်ခေါ်နေသေးတော့လေမလိုက်ပါတွေ့ရင်တွေ့ပြန်သွားတယ်တမိတော့ဖြင့်အေးသွားပြီးတော့တွေ့ပြီးကျွန်တော်တို့အားလုံးစိတ်အေးသွားကြပါတယ်ကျံွေတရား50ချက်ကိုပထွေလာမယူမီတရားလုံးမောင်းလမ်းထိပ်မှာကွန်တင်နဲ့ကျွန်တော်ဆုံးမိတယ်သူကဈေးဘက်မှာပြန်ကျွန်တော်ကဈေးဘက်ကိုအတော့မှာဆုံးမိကြခြင်းဖြစ်တယ်ဟေးမောင်းချစ်ဘူးမင်းရုပ်ရှင်လိုက်မလားကွာဗျာအခုသွားမလားအခုပေါ့ကွာလိုက်ခဲ့လေကွာ မင်းကိုပြောစရာတခုလည်းရှိသေးကွာကျွန်တော်အိမ်ပြန်ပြောဖို့တော့မစဉ်းစားတော့ပဲလိုက်သွားခဲ့တယ်ဘာသဘောရေလို့တော့ကျွန်တော်မသိပါဘယ်စကားပေါ်မှာကိုအနေကကျွန်တော်ရဲ့ပထွေးမကောင်းပုံမြတ်ကိုပြောတော်ပါလိမ့်မင်းပထွေးကောင်ကိုမင်းတော့မြင်မကပ်ဘူးလားကွာသူကိုတက်ပြစ်ချင်စေရောမပေါ်ဘူးလားအမေကိုလည်းယူသေးတယ်အမကိုလည်းမတော်တရားကြံသေးတယ်ဒီခွေးပါသားကိုငါတော့တက်ချင်တယ်ဟေးသိလားတုတ်ကဲ့တို့ပြောပါလိမ့် ကျွန်တော်ကလည်းငင်းပြီးတော့မနေနိုင်ပါဒီကောင်ကြီးကိုကျွန်တော်အရင်မုန်းလာပဲဗျာကြည့်လို့ကမရဘူးတတ်လို့သာရရင်အခုချက်ချင်းကိုတတ်ချင်တာအမေဆိုရင်အမြဲတမ်းရိုက်ခံခဲ့ရတာဗျာကျွန်တော်မှတင်းတင်းလောက်ကလည်းကန်ကောင်းလို့ဒီကောင်ကြီးကစော်ကားမလို့ဗျာထုတ်ခဲ့သူပြန်ပြောမိသေးရုပ်ရှင်ရုံထဲကိုရောက်တော့လေကောင်းနေကပထွေးအချင်းယောက်ျောင်းဆက်ပြီးတော့ပြောနေပြန်နေအပြန်လမ်းမှာလေပထွေးမကောင်းကြောင်းများကိုသာပြောလာပါတယ် အနောက်ပြန်ကြရင်မင်းပထွေကျန်တဲ့ငွေကိုလာပြီးတော့ယူလိုက်မယ်ကွညနေပိုင်းလာမှာငါ့ကိုလည်းရက်တိုက်မယ်လို့ပြောထားတယ်ရုပ်ရှင်လည်းကြည့်မယ်တဲ့အဲ့ဒါမင်းလိုက်ခဲ့ပါလားကွဟာဗျာကျွန်တော်တော့အဲ့လူကြီးနဲ့မလိုက်ချင်ဘူးငါပါနေတာပဲကွငါကမင်းကိုခေါ်တာအကြောင်းရှိတယ်ကွမင်းသာလိုက်ခဲ့ဘာမှမဖြစ်စေရဘူးဒီကောက်ကိုငါဆုံးမဖို့စီစဉ်ထားတာမိမေကြီးကမတရားယူထားတဲ့ငွေတွေကိုလည်းတို့ကပြန်ယူမယ်လေကွာကျွန်တော်လိုက်မယ်လို့ပြောလိုက်မိပါတယ် နောက်တည့်ရညနေမှာကျွန်တော်ရဲ့ပထွေးဟာကိုအောင်တင်နဲ့အတူရောက်လာပြီးအမိထမ်းမကျန်တဲ့ငွေတွေကိုယူတယ်။ပြီးတော့အရက်ပုံးဆိုင်ကိုသွားကြတယ်။မနေ့ကပြောထားတဲ့ကိုအောင်နေကမျက်ရည်မျက်ခြေပြတဲ့ဖြင့်ကျွန်တော်ကလိုက်ပါသွားခဲ့တယ်။ကျွန်တော်ပါသွားတာကိုအမိနဲ့အမတို့မသိကြပါ။လက်ခွလက်မပထွေးကဟာဒီမတော်ကောင်လေးကဘယ်လိုက်မှာတော့ထုတ်ခဲ့တော့မေးပါသေးတယ်။ကိုအောင်နေကကြုတ်ခေါ်လာတာပါဗျ။ ကောင်းလေးကိုခေါက်ဆွဲလေးပါလေးကျွင်းနဲ့ရုပ်ရှင်လေးပါလေးပြပေါ့ဒါမှခမ ्या စီစဉ်တားတဲ့အတိုင်းဖြစ်မှာပေါ့ဗျထုတ်ကဲ့သို့ပြန်ပြောလေပြီးတော့ကိုောင်းနေကပထွေးရဲ့နားကိုကပ်ပြီးတီတူတီတူပြောနေပါလေပထွေးကသွားဖြည့်ပြီးကောင်းကြီးပြတယ်ခေါက်ဆွဲတော့ကျွင်းမယ်ကွာရုပ်ရှင်တော့ငါလည်းမကြည့်ချင်တော့မပြတော့ဘူးအရက်ပုံးဆိုင်မှာသူတို့အရက်တောက်ကြတယ်ကျွန်တော်ကသူတို့မှားထားတဲ့ဝယ်ဦးချောင်းကျော်ဝယ်ကောင်းတုံးနဲ့ကျေယိုးတုံးမြတ်ကိုစားတယ် ။ပထွေးနဲ့ကိုအောင်တင်တို့ကတော့စကားတွေအများကြီးပြောကြတယ်။ပထွေးကသူ့မိမတွေထဲလေးနဲ့ယူခဲ့တဲ့အကြောင်းမိမတွေကသူ့ကိုသဘောကျကြအောင်သူ့ကျင်ရင်ဘယ်မိမကမှမငင်ညောင်းစတာများကိုယုတိယုံမစကားလုံးများနဲ့ပြောပြနေပါတယ်။ထို့နောက်ကျွန်တော်ရဲ့အမနှစ်ယောက်ကိုသူစိတ်ပါလက်ပါကျင်ရင်ရနိုင်ကြအောင်သူရှေ့ကိုလောကြည့်သွားလို့အခုလိုဖြစ်ရခြင်းဖြစ်ကြောင်းကျွန်တော်ရဲ့အမများမှာလင်းစားနေသောအရွယ်များဖြစ်တာကြောင့် လိမ္မာပန်းနဲ့သွားကြံမယ်ဆိုရင်ရနိုင်ကြောင်းစာသားများကိုလည်းအမနာရှာမကျပျော်နေပြန်နေကျွန်တော်ထပြန်မယ်လို့တော့လေကိုအောင်နေကမျက်စိမိတ်ပြပြီးတော့ဆွေးထားသဖြင့်မပြန်ဖြစ်တော့ပါဘာကြောင့်ရတော့မသိကိုအောင်တွင်ရဲ့ရှိမှရက်ဖန်ခွက်ကိုယူပြီးကျွန်တော်ကမော့ချလိုက်ပါလေပထွေးကတော့မမြင်ပါကိုအောင်နေကနောက်တက်ထက်ပြီးပြီးနည်းနည်းလောက်ထပ်ချလိုက်ဦးထုတ်ခဲ့သူပြောတယ်ကျွန်တော်ထပ်ပြီးတော့မော့လိုက်ပြန်နေအရက်ဆိုင်မှာ ရဲ့တလုံးထက်ဝဲပြီးထွက်လာတဲ့ခါမှာ12နာရီထိုးပြီလို့သိရတယ်။ကျွန်တော်ရဲ့ခေါင်းမှာမှုနော်လိုနေပါတယ်။တတိလက်လွယ်မဖြစ်သေးတော့လေဘယ်စီကိုလျှောက်သွားနေမှမသိပါဘူး။နောက်ဆုံးမှာကျွန်တော်တို့ဟာအာထကအကြောင်းကြီးရဲ့အနောက်ဘက်မှာရှိတဲ့လက်ွက်ထဲကို ရောက်သွားကြတယ်။ပထမကတော့အတော့ကိုမှုနေပြီးဘာကုမရေရစွာတိပေါ်မှာပေါ့။ကိုအောင်နေခေါ်ရကိုဆွရွပြီးလိုက်လာခဲ့ခြင်းဖြစ်ဟန်တူပါတယ်။ ဒီမဲ့ဟောင်းတင်ငွေတွေကြံသေးတယ်မိမသွားရှာပြီးတော့ခေါ်ခဲစမ်းပါကွာအေးပါအေးပါခေါ်ပြီးပါမယ်ဟိုမသားလေးကိုပြန်လွှတ်လိုက်ကွာလက်ကဇက်ရှုပ်တယ်အေးပါကွာပြန်လွှတ်မှာပေါ့ကွာလေခွင်းတွေကိုရောက်တဲ့ခါမှာတင်းနီယာမှာထိုင်ပြီးတော့ထက်တော့ကြပြန်နေကိုအောင်တင်ကကျွန်တော်ရဲ့ပထွေးကိုတော့မြတ်မြတ်တိုက်ပါတယ်နောက်တော့ကျွန်တော်ပထွေးကလှည့်ပြီးတော့အိတ်လိုက်တယ်အိတ်ပြောမသွားသေးတော့လေသူကောင်းသူ ထုနိုင်ဟန်မတူတော့ပါဘာသက်မလေးဘာဒီပြောနေမှမသိတက်တက်ကွက်ကွက်မကြရတော့ပါကိုအောင်နေကအရက်တစ်ခွက်ထပ်ပြီးတော့တိုက်တဲ့ဖြင့်ကျွန်တော်တောက်လိုက်ပါလိမ့်ကျွန်တော်ရဲ့တကူလုံးမှာထုပိုးလေးရရှိနေပါပြီဟေးချစ်ဘူးမင်းစောစောကကြားတယ်မလားကွာဟမ်မင်းအမတွေကြောင့်ပြောနေတာလေဘလောက်ရှုံမာတဲ့ကောင်လဲကွာဒုံးနေအောင်ချမယ်ကွာကျွန်တော်ကလည်းချမလေးဗျာဘာနဲ့ချမလဲကျွန်တော်ဒုတ်ချလိုက်အောင်မနေဘူး တကယ်တို့ပြောရအောင်ကောနင်းကသူ့ရဲ့ပစိုးချက်မှစောက်တက်လက်ကိုထုတ်ပြသွားတယ်ဒီမှာမြင်နေမလားကွာဒီဟာကအကောင်းဆုံးပဲယော့ဒီစောက်နဲ့ထိုးကွာဟောခမရရင်ထိုးပြကျွန်တော်မထိုးရသေးဘူးထိုးပါကွာဘာကြောက်စရာရှိလဲထိုးလိုက်ယော့မင်းထိုးပြီးတော့ငါထိုးမယ်ကျွန်တော်ရဲ့လက်ထက်ကိုစောက်တစ်ချောင်းယောက်လာခဲ့တယ်ကျွန်တော်ဘာမှစဉ်းစားမနေတော့ပါဘထွေးကိုထိန်လင်းရဲ့ရင်ဘက်ကိုစောက်နဲ့တစ်ချက်ထိုးလိုက်ပါတယ် ပထွေးကိုထိန်လင်းရဲ့ပါဇက်မောင်းအင်္ဂနဲ့မြည်တမ်းထွက်လာပါလေ။အော်တော်မအော်နိုင်ပါ။ဝူဝဝနဲ့မမီမတအတန်များသာထွက်ပေါ်လာခဲ့တယ်။ဟေးချစ်ဘူး။နောက်တစ်ချက်တော့ထိုးလိုက်ဩ။တစ်ချက်ထပ်ပြီးတော့ထိုးလိုက်ဆန်းကွာ။တိုးခဲ့တော့ပြောတဲ့ဖြစ်နောက်တစ်ချက်ထပ်ပြီးတော့ထိုးလိုက်ပြန်နေ။ကျွန်တော်ကဘယ်နှချက်ထိုးလို့ကိုအောင်နေကဘယ်နှချက်ထိုးတော့ကိုကျွန်တော်မမှန်မိတော့ပါ။ကိုအောင်နေကလက်ကိုဆွဲပြီးခေါ်လာလို့တော့ကျွန်တော်လိုက်လာရတယ်။ကျွန်တော်ရဲ့ခြေထောက်တွေ မြေကြီးနဲ့ထိတယ်လို့မထင်ပါကြောက်လွန်းလို့တကူလုံးတစ်ဆက်ဆက်တုံလျက်ရှိတယ်။ဘာမှမပြောဘဲခတိတိခအေးနေရတဲ့ကိုအောင်င်းကတန်းတန်းမှားလိုက်တော့လေကျွန်တော်မနေနိုင်ပါအေးကိုရောက်တဲ့ခါမှာပဲအမေကိုဖက်ပြီးတော့မယမနာငိုနေမိပါတယ်ဒါလို့ဆိုရင်ကျွန်တော်ရဲ့ပထွေကိုထိန်င်းကို ကျွန်တော်ပါကြောင့်တတ်ခဲ့တယ်ဘယ်နေရာမှာတတ်ခဲ့တယ်ဘယ်လိုတတ်ခဲ့တယ်စာတွေကိုရှင်းလောက်ပြီးတော့ထင်ပါတယ် ကျွန်တော်ထုံညက်ကလွတ်တံဖို့ကျွလွန်ခဲ့ပြီးတဲ့နောက်နောက်တည့်ရက်မနေ့မှာပဲအဖန်ခံရပါတယ်။ကိုအောင်ထင်းကိုပါဖမ်းပါတယ်။ဒီလူတက်မှုအတွက်ကိုအောင်ထင်းကထောင်ဆယ်နေကြပါတယ်။ကျွန်တော်ကအသက်16နှစ်ပြည့်တဲ့အချိန်ကာလထိတည့်ရက်ဘောစတေးမှာနေရပါတယ်။အမှန်တော့ကျွန်တော်လူမသက်ရဲပါ။လူသက်ရဲတဲ့တတိမျိုးလူသက်ရဲလောက်ရက်ဆက်ရုပ်မတဲ့စိတ်မျိုးကျွန်တော်မှာမရှိပါဘူး။လူတရားဝတ်တတ်မဲ့လို့ကြိုတင်ပြီးတော့ကြံစီစိတ်ကူးခြင်းလည်းမပြုခဲ့ဘူးပါ။ တို့ပါတော့လေကျွန်တော်လူတက်မိခဲ့ပါတယ်ဇာတိဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့စေဝန်စားပွဲတတိတံဝေကရဝေအားမှုကင်းဖြစ်ရမန်ဇလန်ကောင်းလေးကိုမင်းသားကြီး channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အစိုးရလိုက်ပါအပြင်နားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညင်ညီသွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နှိပ်ပြီးတော့ comment ပါ ဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ကောမတ်တကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။ဟလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်မင်းသားရဲ့ channel လေးကနေထူးခြားဆန်းကျင်လှုပ်ဝဲဆန်းကျင်တရက်ရင်ဖို့ပရာလောကကံပီယရမတန်မူခင်ဖြစ်ရဲ့မန္တလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။